မြာဂီခရာဒီဒီကိုင်းမှာတော့ဖြောင်းမြန်မင်းသားငကိုရီကဆိုကျွတ်ပြီးသားအဲ့ဒါကိုပဲကျွန်တော်ဆက်စီကျင်လာကြဒါပြန်မဆက်လိုက်ဘူး ားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ဒါနေပြီးတော့ရုပ်ရှင်ဝင်ရှိပါလေဒီနေ့ကတော့ Karate Kid Legends ပါလေအဲကားရုံတင်တာဆိုတော့အဲကားလာကြည့်ရပါဗောအဓိကကတော့ကျွန်တော်မြန်မာပြည်သက်ကြိုက် Jackie Chan ကားပါလေဒီကားနဲ့ပတ်သက်ပြီးတော့နည်းနည်းထူးဆန်းတာတစ်ခုတော့ရှိရပြအဲ့ဒါပါလဲဆိုတော့တကယ် original Karate Kid က1984ခုနှစ်မှာထွက်ခဲ့တာနှစ်ပေါင်း40လောက်ရှိပြီဗောလေဒီ Jackie Chan ရဲ့ The Karate Kid ကတော့ဗျာလွန်ခဲ့15နှစ်ကထွက်ခဲ့တာဗောကျွန်တော်သိထားသလောက်ဆိုလို့ရှိရင်ဟို original karate kid ကို Jackie Chan ရဲ့ karate kid က remake ပြန်လုပ်တာပါလေ အခုကတော့အိုက်ကားနှစ်ကားလုံးက character ကြီးပြန်စုံမယ်ပထမဆုံး original karate kid မှာပါတဲ့ Daniel LaRusso လဲဒီကားရဲ့မှာပါမယ်နောက်ပြီးတော့ Jackie Chan ကားပေါ့လေ Jackie Chan အိုက်ကားရဲ့မှာတော့ karate kid ထဲမှာတော့သူ Mr. Han ပေါ့ Mr. Han လဲဒီကားရဲ့မှာပါမယ်အဲ့တော့အဲ့နှစ်ခုကိုဘယ်လိုပြန်ပြီးပေါင်းစပ်ပါလဲအဲ့တော့ဒါဒီကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပါဝင်တခြားပြည်သက်တွေအကုန်လုံးလဲစိတ်ဝင်စားကြမှာထင်ပါတယ်။တေချာတခုကရိုက် character နဲ့ယောက်ကလွေလို့ရှိတော့ကျွန်တော် character အကုန်လုံးတော့အစ်စ်ပေါ့လေ။ဒီ Jackie Chan ရဲ့ character take it ထဲမှာပါတယ်။ Jaden Smith လေးလည်းမပါတော့ဘူး။သူလည်းကလေးလေးမဟုတ်တော့ဘူး။လူကြီးကြီးဖြစ်သွားပြီတော့ ဒီကားရဲ့မှာတော့တခြား character အတင်းနဲ့ဖြစ်မယ်ပေါ့လေဒီကားကတော့ညွှန်ရမျိုးမှာဇက်ရည်တဲ့တာဘယ်လိုလဲဆိုတော့ကျွန်တော်ကြည့်ပြီးလို့ရှင်တော့ကျွန်တော်ရဲ့နည်းနည်းအယူဆလေးထင်မြင်သုံးသပ်ချက်လေးပြောပြမယ်ပေါ့နော်တော့ဆိုတော့ကြည့်တာပါ worth fighting for or not hey, mr han I, i wish i could help you miyagi karate ancient way You have a foundation of kung fu. ကရာတေကလေဂျန်ဆိုချိန်ပြီးွားရေဒီကားတော့ကျွန်တော်ပြောင်းလဲထားတာထက်နည်းနည်းပုံမိုက်တယ်ဗောလေအဲဒီဇလန်ဒီရုပ်ရှင်ကားရဲ့ဇလန်အချင်းကိုအရင်ပြောပြချင်တယ်ဗောဒီဇလန်အချင်းကလီဆွက်ကောင်လေးတယောက်ရှိတယ်ဗျာကောင်လေးကဘေကျင်းကောင်လေးသူ့အမေနဲ့အတူတူနယူးယောက်ကိုရှောက်သွားတယ်နယူးယောက်ရောက်တဲ့အချိန်မှာဒါသူမမြင်ဘူးလိုက်ညင်ရတယ်ဗောဗျာပြောနေတယ်ဗောအဲ့မှာဘာဖြစ်လဲဆိုတော့ကောင်မလေးတယောက်နဲ့တွေ့ရသူတို့အိမ်မင်းသားမှာရှိတာပီဇာရောင်းတာဗောလေ အကောင်မလေးရဲ့အကောင်မလေးအဖေနဲ့တွေ့ပြီးတော့သူအကောင်မလေးအဖေကိုသူကကွန်ဖူးတင်ပြရတယ်ပေါ့လေအကောင်မလေးရဲ့အဖေကပေါ့စာပေါ့အကောင်မလေးနဲ့ကြိုက်ကြရပေါ့ဗျာထုံးစံအတိုင်းပဲပေါ့ဒါအချစ်ဇလန်လေးကလည်းပါတယ်ပေါ့ကရာတီရဲ့ရုပ်ရှင်ဇလန်လေးအတိုင်းပဲဒါပေမဲ့ဒီမှာထူးခြားချက်တစ်ခုကတော့အရင်ကားရဲ့ formula ကိုပြောင်းလာတာတွေ့တယ်ဗျာအရင်ကားရဲ့မှာဆိုလို့ရှိရင်မင်းသား underdog ဘာမှမတက်ဘူးဘာမှမတက်ဘဲနဲ့သူ့အနိုင်ကျင့်တဲ့ဘူလီကောင်နဲ့တွေ့တယ်အဲ့ဘူလီကောင်ကသူကအနိုင်ယူကိုကြိုးစားရင်းနဲ့သူ ဒီကရာတေးတွေကော်ဖူတွေတင်နေပေါ့ဗျာဒီကိုင်းမှာတော့ဗျောင်းမြန်မင်းသားငကိုရီကသူကချွတ်ပြီးသားသူရောက်တော့မှသူကပြန်တင်ပေးရသေးရဲ့ဗျာဆိုလိုချင်တာကသူရောက်ခမလောင်ကြီးဖြစ်မဲ့ဘေးကြီးတော့မှသူကကော်ဖူပြန်တင်ပေးရသေးရဲ့ဗောလေအဲ့ဒိုင်နမစ်လေးကတော့ပြောင်းသွားတာဒီတော့လေမိုက်တယ်ဗျာဇလန်ရဲ့တဝက်လောက်ကတော့အဲ့ဒိုင်နမစ်နဲ့အဲ့ဇလန်ဟာလေးဗောလေအဲ့ဒါကိုပဲကျွန်တော်ကဆက်စီချင်တာဗျာဒါပေမဲ့ဆက်လိုက်မဆက်ဘဲနဲ့အဲ့မှာဘလူးသူတွေရောက်လာလဲဆိုတော့မစ္စတာဟန်ဂျက်ကီချန်ဗောလေဂျက်ကီချန်ကြီးရောက်လာတယ်ပြီးတော့ဒါဒန်နီလာရူဆို ဒီမမူရင်ကာရာတေကစ်ထဲကမင်းသားပေါ့လေအဲ့မင်းသားရောက်လာတယ်ပေါ့လေရောက်လာပြီးတော့တို့ဘူလီလုတဲ့ကောင်နဲ့ထုံးစံတိုင်းပုံမှန်ဖော်မြူလာကြီးပြဖြစ်သွားတယ်ပြိုင်ပွဲလုပ်တယ်အဲ့ပြိုင်ပွဲမှာတို့က fighting တွေချပြီးတော့ဒါဒိုင်ဝါရယ်ပေါ့ဗျဒိုင်ဝါရယ်ကလည်း spy လုပ်တာမဟုတ်ပါဘူးဒါဒီရုပ်ရှင်ကကြည့်ဘူးတဲ့ဒီ franchise ကိုကြည့်ရပြိတ္တတွေဆိုသိမှာပဲချိန်တန်တော့လည်းမင်းသားပဲနိုင်သွားတယ်ပေါ့လေအဲ့ဒီဒီနေရာမှာပြောစရာတစ်ခုတော့ရှိတာ Mr. Han နဲ့ ဒန်နီလာရူးဆိုအတင်းဆွဲထည့်ထားသလိုလေးဖြစ်နေရပေါ့လေအဲ့ဒီခုကတော့နည်းနည်းလေးဘယ်လိုပြောမလဲစိတ်မကျင်တတ်စရာလေးဖြစ်တယ်ပေါ့အထူးသဖြင့်တော့ဗျဒန်နီကအယ်လီမှာနေရဗျသူတို့ကဒီကားမှာနယူးယောက်အဒန်နီကိုပလိန်အယ်လီကနေပြီးတော့ဒီရုပ်ရှင်ကဒီနယူးယောက်ကိုအတင်းခေါ်သလိုတော့ဖြစ်နေရပေါ့လေအဲ့ဒီခုကတော့ကျွန်တော်သိပ်မကျင်တတ်ဘူးနောက်တစ်ခုကကျတော့ကျွန်တော်ကဗျဟိုဘဲနဲ့ဝေရောက်လာတဲ့ဇလန်းမှုပဲနဲ့ငိုအော်ရီဂျင်နယ်ဇလန်းလေးကိုပဲဆက်စီကျင်တယ်ပေါ့လေဒါပေမဲ့ဟိုဘဲနဲ့ဝေရောက်လာတဲ့အချိန်မှာလည်းကြည့်လို့တော့ကောင်းပါတယ်တေယုံလုံးနဲ့ထီးထားတဲ့ ကြည်နေရတယ်ဗောလေ application ဖြစ်တယ်ဗျာစိတ်သက်သာရရတယ်ဗောလေနောက်ပြီးဒီကားရောက်တဲ့ထူးခြားတဲ့ခက်ကတော့မင်းသားရဲ့အမေနေရာမသိဘူးဆောင်းတဲ့မင်းနာဝင်ဗောလေသူဆိုလို့ရှိရင်ဗျာ action ကားကြီးပဲရိုက်တဲ့မင်းသမီးကျွန်တော်ပထမဆုံးစကြည့်ဘူးလို့ဆိုမမဲ့ရ Street Fighter ပါသွားပါချမ်းလီလာမသိရိုက်နေရာမသိဘူးဆောင်းတယ်ဗောလေနောက်ပြီးဂျားရဲမှာဆိုလို့ရှိရင်လဲဒါ Agents of Shield ရဲမှာပါတယ်နောက်ပြီးအခု Let the Law ဆိုလို့ရှိရင်လဲ Mandalorian တို့ဒီ The Book of Boba Fett တို့ရဲမှာ action သိဘူးဆောင်းတယ်ဒီကားကြီးမှာသူ action မချဘဲနဲ့ ဒီတိုက်ခိုက်တာတွေတော့မဆန့်ကျင်တဲ့အမျိုးသမီးဖြစ်နေတော့နည်းနည်းလေးတော့ထူးဆန်းနေရပါလေ။ကျွန်တော်ခုနပြောသလိုပဲဗျာ။မူရဲဇလန်လေးအတိုင်းကိုဆက်ပြီးတော့ dynamic လေးပြောင်းလိုက်လို့လို့ရှင်ဇလန်လေးကမိုက်နေပြီဗျာ။ဒါမဲ့လည်း producer တွေကပဲမယုံတာလားမသိဘူး။ဒါဟိုဘေးကြီးနှစ်ပွေကိုခေါ်လိုက်တယ်။ခေါ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုဟိုဘေးကြီးနှစ်ပွေပါပြီးတော့နည်းနည်းလေးသူတို့အချင်းချင်းအိုက်ဆရာနှစ်ယောက်နဲ့တပည့်တစ်ယောက်ဖြားများနေတဲ့ဟာတွေကိုဒီထက်ပိုရိုက်ပြိုင်လိုက်ဒီထက်ပိုကြည့်လို့ကောင်းပြီးရှီရမှာ။ဒါမဲ့ဇလန်ကိုချုံမလိုက်တဲ့။တဏှာကြီးခွဲဆွန်းဆွန်းလေးပဲရှိတယ်။ပွဲချိန်မြများပြချင်လို့ဇလန်ချုံလိုက်တာလားတော့မသိဘူးပါလေ။ဘယ်လိုပဲဖြစ်ဖြစ်ပါဒီ Paradigm franchise ကိုကြိုက်တဲ့ ပြိတ္တရီတွေကတော့ဒီကအကြိုက်တွေပဲ။အော်နောက်ပြီးတော့ကျွန်တော်မကြိုက်တဲ့နောက်တစ်ချက်ရှိသေးတယ်။အဲ့ဒါကတော့ဒီကိုင်းမှာသူတို့အများကြီးပြောတယ်ဗျာ။ Two branches one tree အကိုင်းတစ်ခုအပင်တစ်ပင်နဲ့ဆိုပြီးတော့အဲ့ဒါဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုတော့မူရဲ့ Karate Kid ကဒါ Karate Kid ဆိုတဲ့အတိုင်းပဲ Miyagi ဆိုတဲ့ဘေးကြီးကနေပြီးတော့ LaRusso ဆိုတဲ့အကောင့်လေးကို Karate သင်ပေးရဲ။ဒါပေမဲ့ဒုတိယ Jackie Chan ဟာမှာကျတော့ Jackie Chan ဟိုကပ်ပလီလေးနဲ့မေးတော့မေးပါဘူး။ရေတန်းစမက်လေးကိုသူက Kung Fu သင်ပေးရဲ။အဲ့တုန်းကဝေဖန်ခံခဲ့ရတယ်။အဲ့ကားပေါက်တယ်ဆိုပေမဲ့လည်းကပ်ပလီလေးကို Kung Fu သင်ပေးရဲကိစ္စကိုဘာလို့ Karate Kid ဆိုပြီးနာမည်ပေးရတာလဲဆိုအဲ့တုန်းကတော့ဖြည့်ရှင်းခဲ့တာတော့ဒီက Remake ဆိုပြီးဖြည့်ရှင်းခဲ့တယ်။ဒါပေမဲ့ Jackie Chan ကြီးကသူ့ရုပ်ရှင်ကောက် remake ဆိုပြီးအပြောမခံချင်ဘူးထင်တယ်ဗျအဲ့ကျွန်တော်ဒီကားရဲ့မှာအတင်းရအောင်ဆွဲချိတ်လိုက်တယ်ဗောလေတော့လည်းခဏလေးနားမယ်နော်မိုးရေယူပါနေခိုးအောက်သွားလိုက်အောင်ဒါကျွန်တော်လည်းခုနကာရာတေကိတဲမှာပြောနေသလိုပဲ2 branches 1 tree ဗောလေအပြင်မှာပြောနေဒီမှာပြောနေတစ်ဆက်တည်းပဲဗောဒါမှလည်း video ကတော့တပုတ်သေးပဲဗောလေအဲ့တော့ Jackie Chan ကနေပြီးတော့သူကြီးရုပ်ရှင်ကောင်ကို remake ဆိုပြီးတော့ပြောတာတော့သူမခံချင်တဲ့ပုံစံမှာရှိတယ်ဗျအားကြောင့်မို့ဒါမူရင်းကာရာတေကိနဲ့မရရအောင်အတင်းဆွဲထည့်တယ်ဗောလေဆိုလိုချင်တဲ့သဘောကတော့သူရုပ်ရှင်ကားကလည်း remake မဟုတ်ပါဘူး မူရင်းကာရာတေကဖရန်ချိုက်ဆဲမှာပါပါတယ်ဆိုပုံစံမျိုးဖြစ်စေခြင်းလေအားကြောင့်သူကဒီကားထဲမှာဒါလာရူဆိုကိုလည်းခေါ်တယ်အတင်းကြီးဆွဲပြီးတော့ဗျာပြောရမယ်ဆိုလို့ရှင်မင်းသားကာရာတေနဲ့လည်း fight တယ်ဗျာကွန်ဖူးနဲ့လည်း fight တယ်ဗောလေအဲ့လိုပုံစံမျိုးနဲ့ချပြရယ်ဗောလေကျွန်တော်ကတော့သဘောကျပါတယ်ပေါ့ပေါ့ပေါ့ပဲပြီးတော့ဂျက်ကီရှန်ကဆန်တယ်လို့ခံစားရတယ်ဂျက်ကီချန်ကားဆိုကျွန်တော်တို့ကပေါ့ပေါ့ပေါ့နဲ့ action တွေကရှိရမယ် fighting တွေကကိုယ့်ရုပ်ကာယရေးဖြစ်မယ်ဒါပေမဲ့ကြည့်လို့ကောင်းတယ်ပေါ့လေအဲ့မှုတွေအကုန်လုံးတော့ခံစားရတယ် rating တွေနဲ့ပေးဆိုလို့ရှင်တော့10မှာကျွန်တော်6တော့တော့ပေးခြင်းတယ်ပေါ့လေ ဟိုပေါ့ပေါ့ပါပါပဲခေါင်းထဲမှာတော့ဘာမှမရှိ uplifting ဖြစ်တယ်စိတ်ညစ်နေခြင်းပြီးကြည်လိုက်လို့လို့ရှိရင်စိတ်ညစ်တာကြီးပြပြောင်းသွားမှာဇလန်းမျိုးပေါ့အဲဒါမှမဟုတ်ကျွန်တော်သဘောမချတော့ကျွန်တော်ကကြာတော့မူရင်းကာရာတေကဒီရုပ်ရှင်ကားကြီးကိုကြိုက်တဲ့ fan ဒီကိချင်းကာရာတေကိုကြိုက်တယ်ဆိုတော့ကျွန်တော်အသက်ကြီးတဲ့ပြန်ကြည့်တဲ့အချိန်မှာတော့တိတ်မကြိုက်တော့ဘူးလေမူရင်းကားကြီးကျွန်တော်ပူကြိုက်တယ်ပေါ့အဲ့ဒါမူရင်းကားကြီးရဲ့နောက်ဆက်တွဲ Cobra Kai ဆိုစီးထွက်လာတယ်ပေါ့လေအဲ့ထဲကအဲ့ကောင်တွေပြချိတ်စီကျင်လာပြအဲ့ကောင်တွေမချိတ်တဲ့အတွက်တော့ကျွန်တော်တိတ်မချိနိုင်ဘူးပေါ့လေအဲဒါပေမဲ့ဒါ Cobra Kai ကြည့်တဲ့ပြည်သက်တွေအတွက်ကိုပြောတာပေါ့နော်ကျွန်တော်လိုမျိုး Karate Kid fan တွေအတွက်ဟို ဂျော်နီဂျော်နီလော်ရန့်ဆိုတာတခန်းပါရဗျ။အဲ့ခန်းကတော့အသေးကြီးရတယ်။အဲကျွန်တော်ရဲ့ favorite character ပါလေ။ဒီ character ကြီး franchise တစ်ခုလုံးမှာပါကျွန်တော်အကြိုက်ဆုံး favorite character ဂျော်နီရဲ့တခန်းအခန်းကတော့တခန်းပါ။အဲ့တခန်းကအရန်ကြီးရတယ်။ဒါတော့စောင့်ကြည့်ကြည့်ပါလေ။အဲဒါနဲ့စကားမဆက်ရုပ်ရှင်နဲ့မဆိုင်တဲ့ဟာတခုတော့ပြောရင်လည်းဗျာ။ကျွန်တော်အဲကျွန်တော်အရင်တစ်ပတ်ကပါလေ။ feeling နဲ့ feeling ရုပ်ရှင်ကတင်တဲ့အချိန်မှာ comment လေးကြီးပေါ့လေ Facebook က comment တွေပေါ့အဲ့မှာကြီးတော့ကြီးရတယ်ပေါ့လေပတ်စံကုန်ခံပြီးရုပ်ရှင်သွားကြည့်နေတယ်လက်မလက်မဖို့မနှမျောဘူးလားလို့ Okay မနှမျောပါဘူးလို့ဘာဖြစ်လို့လဲဆိုတာဒါရုံးအောင်ပေးရကျွန်တော်ပတ်စံနဲ့ပေးရတာမဟုတ်အဲ့ဒါကျွန်တော်ပျော်ပျော်ကြီးကြည့်ရပေါ့လေတခုပဲရှိရကိုမကြိုက်တဲ့ကားဆိုတော့စိတ်ညစ်ခံပြီးကြည့်ရပေါ့အဲ့ဒါတော်တော်ဝက်ကြီးရဗျအဲ့နောက်တစ်ခုကပေါ့လေ အသက်ကလည်းကြီးနေပြီပေါ်တော်တော်နဲ့ဗမာကားကြီးနေတယ်လို့ဆိုပေါ်တော်တော်နဲ့ကြီးတာမဟုတ်ပါဘူးလို့ပရိုဂရမ်ရအောင်ရိုက်ခိုင်းလို့ကြီးတာပါလို့ကိုစိတ်နဲ့ကိုယ်သလိုရှင်မကြီးဘူးဟာဘာလဲငင်ငင်လေးပြောလို့မရဘူးလားဆိုအဲ့တော့အကျင့်ပါနဲ့လက်ကလုံနေဒါတော့မှအခုတော်တော်လေးငင်လာတော့လက်ကတော့ကတ်ပြီးပြောနေတာဒါရဲကျွန်တော်ဝေမှန်ညလို့ရှင်လဲကောမဏီကြိုက်တလောက်ရေးလို့ရပါတယ်ကျွန်တော် reply ပြန်လေးပြန်ထားတော့မရှိဘူးပေါ့လေဒါမှလည်းအမြင်နဲ့တော့ဖတ်ပါတယ်လို့အချံပေးရဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ဥဒကတော့ဒီလောက်ပါပဲဘာမှတော့တိတ်ထွေထူးပြောစရာမရှိဘူးပေါ်ပါကဂျက်ကီချန်ချာကြိုက်တဲ့ပရိသတ်တွေတေချာပေါက်ကြီးတင်တယ်ကာကာရာတေက ိုက်တဲ့ပြိတ္တတွေကြာဖို့ကြည့်တဲ့ကားလို့ပဲတိုက်တွန်းနေပါတယ်ဒီနေ့တက်ကတော့တောက်ပါပဲနောက်တစ်ဘက်ကတော့ဘလို့ဘယ်ကားတွေဂျုံတင်မလဲတော့မသိဘူးပေါ့လေအဲမဲ့ကန်ကောင်းတာတော့ကျွန်တော်မြန်မာကားမကြည့်ရတော့ဒီတစ်ခါကတော့ဝစ်ချက်သွားပြီကျွန်အင်္ဂလိပ်ကားလေးကြည့်ရတော့တော်စိတ်ချမ်းသာသွားပြီပေါ့လေကဲအားလုံးတက်တာအခုလည်းမိုးရေရွာနေပြီဆိုတော့ပြန်သွားလို့ရှိရင်ထီးလေးပါလေယူလာအောင်နော်ကျွန်တော်တို့လည်းမဖြစ်စေနဲ့ထီးမပါတော့ကျွန်တော်တို့တော့တိုက်ပတ်နေပြီကျွန်တော်ရဲ့ကျွန်တော်ဒီဗီဒီယိုလိုက်ရပြီကျွန်တော်ပရိုဒျူဆာညီညီရဲ့နှစ်ယောက်ကတော့ကဲအားလုံးတက်တာအဲပြိတ္တတွေအားလုံးအသက်ရှူတိုင်းပတ်ဆက်ဝင်ပါသေးလို့စွတ်တောင်းမင်းနဲ့ဒီစီစီဒီမှာပဲအဆုံးသတ်ချင်ပါတယ်